မောကောကန်နဲ့အတူ upside down ထဲမှာပိတ်မိနေတဲ့ Nancy က Jonathan ရဲ့အတန်နောက်ကိုလိုက်ပြီးခိတ်ပေါက်နောက်တစ်ခုစီကိုရောက်သွားခဲ့ပါတယ်။ Jonathan က Nancy ကိုခိတ်ပေါက်ထဲကနေဆွဲထုတ်ပြီးပြီးချင်းခိတ်ပေါက်ကသူ့အလိုလိုပြန်ပိတ်သွားတာကိုနှစ်ယောက်စလုံးကြောက်လန့်စွာကြည့်နေကြရပါတယ်။ Nancy ကထူးဆန်းနေရာကြောင့်စိုးရိမ်နေတဲ့ Steve ကသူ့တငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Tommy နဲ့ Carol တို့ကိုခေါ်ပြီးသွားကြည့်ခဲ့ပေမဲ့အိတ်ခန်းထဲမှာ Jonathan က Nancy ကိုပိတ်ဖက်ထားတာကိုပဲမြင်လိုက်ရပါတယ်။ Hopper ကဓာခွဲခန်းထဲမှာကလေးအခန်းတစ်ခန်းတွေးခဲ့တဲ့အကြောင်း Joyce ကိုပြန်ပြောပြနေပါတယ်။နိုင်ရန်မှာတွေးခဲ့တဲ့ကလေးတစ်ယောက်ဆွဲထားတဲ့ပုံနဲ့ Will ဆွဲထားတဲ့ပုံတွေကိုရှင်းကြည့်လိုက်တဲ့အခါ Will အတွက်လှုပ်ထားတဲ့အခ ခံမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားကြပါတယ်။ဗန်နီဟမ်ဝန်းသိမ်းဆုံးသွားတဲ့ညကသူနဲ့အတူကလေးတယောက်ကိုတွေ့ခဲ့တယ်ဆိုတဲ့ပြောစကားတွေကိုလည်းဟော့ပါကပြန်သတိရလိုက်ပါတယ်။အဲ့ဒီအခန်းပိုင်ရှင်ကပြန်ပြေးဆွဲခံခဲ့ရတဲ့ Terry Ives ရဲ့တမီ James ဖြစ်နိုင်တယ်ဆိုပြီး theory ထုတ်လိုက်ပါတယ်။ကြောင်လန့်နေတဲ့ Nancy ကတယောက်တည်းမနေချင်တာကြောင့် Jonathan ကိုသူနဲ့အတူအိပ်ပေးဖို့တောင်းဆိုပါတယ်။ Jonathan ကအိမ်ထဲမှာဆိုဒမောကွန်ကန်ကဘာမှလုပ်လို့မရကြောင်ပြောပြီးနှစ်သိမ်းဖို့ကြိုးစားပေမဲ့ Nancy ကလက်မခံဖြစ်နေပါတယ်။ညောင်ခန်းတဲ့ကမိုက်ကဘာမှပြောညမပြောထွက်သွားတဲ့11ကိုစိတ်တူနေပါတယ်။နောက်တနည်းမနဲ့မှာ Nancy က Jonathan ကို Will never ပြုတ်ကိုဒမောကွန်ကန်လက်ကနေ ေခဲ့နေရမယ်ဆိုပြီးပြောပါရယ်။သွေးစနေတဲ့ဒမော်ဂဂန်ကိုတနင်္လာကိုခေါ်ပြီးတပ်ဖြတ်ဖို့ဆုံးဖြတ်ကြပါရယ်။အမေဖြစ်သူကယ်ရန်ကနန်စီကိုမနက်စာအစင်သင်ဖြစ်ပြီးလို့သတိပေးလိုက်တဲ့အချိန်မှာဂျွန်နသန်ကနန်စီနဲ့လက်ချင်းကင်ထားမိရာကိုသတိပြုမိသွားပါရယ်။တစ်ဖက်မှာကော်နီကအင်ဒီယားနာ EV ကလပ်အတွက်ကလေးတွေစုဆောင်းနေရလို့အကြောင်းပြပြီးမိုက်တိုရဲ့အတန်းပိုင်စရာစကော့စကန်နီ၊မိုက်ဒက်စင်နဲ့လူကတ်စတိုရဲ့နာမည်တွေကိုရယူသွားပါရယ်။ဒက်စင်ကမိုက်ရဲ့မြေရောက်ခန်းကိုသွားတွေ့ခဲ့ပြီးမိုက်ကတော့11ကိုအော်ဟစ်ခဲ့တဲ့အတန်းနောင်နာရနေပါရယ်။သူတို့ကြုံတွေ့နေရတဲ့အချက်အတဲအတွက်လည်းလူကတ်စ်ကိုအပြစ်တင်နေပါရယ်။ဒက်စင်ကသူတို့နှစ်ယောက်စ လုံးအဖွဲ့ရဲ့စီမင်းကိုချိုးဖောက်ခဲ့တာကြောင့်ပြန်တင်းမြတ်ဖို့လူချောင်းကိုပြောပါရယ်လူကတ်စက11ကိုအဖွဲ့ထဲကနှင်ထုံးမှသာမိုက်ရဲ့တောင်းပန်စကားကိုလက်ခံမှာဖြစ်ပါရယ်မိုက်ကတော့အဲ့ဒါကိုသဘောမတူတာကြောင့်လူကတ်စက Will ကိုတယောက်ထဲချပွေဖို့လိုအပ်တဲ့ပစ္စည်းကလေးရာတွေပြင်ဆင်ပြီးထွက်လာတဲ့အချိန်မှာစက်ပြင်သမားတယောက်ကသူ့ကိုစောင့်ကြည့်နေခဲ့ပါရယ်11ကအနီးနားကစူပါမားကတ်တစ်ခုထဲကိုရှောက်သွားရင်ဒမော်ကောကန်ကိုရှာဖို့အတွက် Martin Brander ကရေကန်ထဲကိုထည့်ခဲ့တဲ့အချိန်ဒီကိုပြန်မြင်အောင်လာပြန်ပါရယ်စိုင်ထဲကအဲကိုမုံဘူးတွေကိုခိုးယူပြီးမန်နေဂျာလိုက်မလာအောင်စွမ်းနဲ့ဒါစီလိုက်ပါရယ်တပ်ဖက်မှာ Joyce နဲ့ Hopper တို့က Ives ကိုသွားတွေ့ခဲ့ကြပြီးမဲ့လုံးဝ တုံ့ပြန်မှုမရှိတော့တာကိုပဲတွေ့လိုက်ရပါတယ်မြန်မာဖြစ်သူဘက်ကီက Ipsa ဂျိန်းကိုကိုဝင်လည်ထားတဲ့အချိန်တုန်းက MKL Trasiman Game မှာပါဝင်ခဲ့ပူပြီးကလေးပြတ်ကျသွားတယ်လို့ရှင်းပြပါတယ် Ips ကတခါတလေမှာဂျိန်းကိုတကယ်မွေးဖွားခဲ့ပြီးဂျိန်းမှလည်းထူးခြားတဲ့စွမ်းရည်နေရှိတယ်ဆိုပြီးပြောလို့ရှိကြောင်းလည်းရှင်းပြပါတယ်အမဲလိုက်ဖြစ်စီတွေဝင်နေ Nancy နဲ့ Jonathan တို့ကရုပ်ရှင်ရုံမှာ Nancy ကိုစော်ကားထားတဲ့ပုံတွေဆွဲနေတဲ့ Steve, Tommy, Karen နဲ့ Nicole တို့ကိုပါတွေ့လိုက်ရပါတယ် Nancy က Steve ကိုဘာလို့ဒီလိုလုပ်လဲဆိုတာကိုမေးနေပေမဲ့အရေးမလုပ်ပဲ Jonathan ကိုရန်ဖြစ်အောင်ဆွပေးမိလိုက်ပါတယ် Jonathan က Steve ကိုအသေးလေးထိုးချိန်နေပြီးရန်ပွဲကို ွဲပူလာတဲ့ fail ကိုထိခိုက်အောင်လုပ်မိတဲ့အတွက် Jonathan လည်းအဖမ်းခံလိုက်ရပါတယ်။တက်ဖက်မှာတက်ခွဲကန်းကိုချန်စီယူကထားတာကြောင့်ဝင်လို့မရတဲ့ Lucas ကတက်ပင်တပင်ပေါ်ကနေမှန်ပြောင်းနဲ့စောင့်ကြည့်နေခဲ့ပါတယ်။ Mike နဲ့ Dustin တို့က11ကိုတော်ထဲမှာ off ပြီးရှာနေတဲ့အချိန် Try နဲ့ James တို့နဲ့တက်တက်သွားတူခဲ့ပါတယ်။သူတို့ကစက်တလာကြောင့်မိုင်းတိခေါ်လာပြီး Mike ကိုခုံချဖို့ပြောပါတယ်။မခုံချရင် Dustin ရဲ့သွားတွေကိုရိုက်ချိုးပစ်မယ်ဆိုပြီးချင်းချောက်တာကြောင့် Mike လည်းခုံချလိုက်ရပါတယ်။အဲ့ဒီအချိန်11ကမိုက်တို့ရဲ့အတန်ကိုကြားတာကြောင့်ရောက်လာပြီးခုံချသွားတဲ့ Mike ကိုသူ့ရဲ့စွမ်းအားနဲ့ဖန်ကပြန်မတင်ပေးလိုက်ပါတယ်။သူ့ရဲ့စိတ်စွမ်းအားနဲ့ Try ရဲ့လက်ကိုလည်းချိုးလိုက်တဲ့အတွက် Try င်းလို့လည်းကြောက်ပြီးထွက်ပြေးသွားကြပါတယ်။11ကအမောင်နယ်ထဲမှာဓမ္မဂေါကန်နဲ့တွေ့ဆုံခဲ့တဲ့အတိတ်ကိုပြန်မြင်အောင်လာပါတယ်။သူတို့ရဲ့ပေါင်းဆက်ထားတဲ့စွမ်းအင်နီနဲ့မတော်တဆဓာခွဲကန်ရဲ့အောက်မှာဂိတ်ပေါက်ကိုဖွင့်လိုက်ပြီးဓမ္မဂေါကန်ကိုလွတ်ထွက်သွားစေခဲ့တာဖြစ်ပါတယ်။11ကဂိတ်ပေါက်ကိုသူဖွင့်ခဲ့တာဖြစ်ကြောင်းမျက်ရည်တွေနဲ့ဝန်ခံပေမဲ့ Mike နဲ့ Dustin ကတငယ်ချင်းဖြစ်သူကိုပြေးဖက်ပေးလိုက်ကြပါတယ်။ Mike တို့အိမ်ပြန်လာတဲ့အခါအပြင်မှာစောင့်ကြည့်နေတဲ့ဆက်ပြင်သမားကသူတို့ရဲ့တီနီယာကိုဖုံးဆက်အကြောင်းကြားလိုက်ပြီးတစ်ဖက်က Lucas ကလည်းစစ်သားတွေဓာခွဲကန်တွေကနေထွက်သွားတာကိုကြည့်နေခဲ့ပါတယ်။